United ရဲ့တပ်သွေးချုပ် Bruno Fernandes ကိုခေါ်ယူဖို့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တဲ့ Sorry Club အဟိလဲ Manchester United ရဲ့အသင်းပရိသတ်တွေအတွက်တော့ဆိုရင်စီရတဲ့တင်းတပုတ်ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့အသင်းရဲ့ City ၄တိန်အင်အားနဲ့ညီပြတယ်။အဓိကသံသမာအသင်းကောင်းဆောင် Bruno Fernandes ကို Sorry Club အဟိလဲအသင်းကကြီးမားတဲ့ငွေကြေးနဲ့ခေါ်ယူဖို့ထိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေပါ။ Mohamed Salah က Liverpool မှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာအဟိလဲအသင်းကြီးကနောက်ထပ်နာမည်ကြီးကသံသမာတဦးကိုခေါ်ယူဖို့ရန်မုံငွေလုံလောက်ရှိနေတယ်လို့သိရပါတယ်။အရှိလေပိုင်းသတင်းတွေရဲ့အဆိုအရဖန်နာရဲ့ကိုယ်စားလှယ်တွေဟာတင်းနှလာနေမှာအဟိလဲအသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ နှစ်ပတ်စလုံးကပြီးခဲ့တဲ့နှစ်ကလေးကအစောပိုင်းဆက်သွယ်မှုတွေရှိခဲ့ပြီးအဲဒီနောက်မှာဖာနန်ဒါဟာမန်ချက်စတာယူနိုက်တက်နဲ့2029ခုနှစ်ဒီစာချုပ်အသစ်ထုတ်ဆိုခဲ့တယ်လို့နောက်တဲ့ဆနက်လာတတန်းအထိဒိုးနိုင်တဲ့အခွင့်အရေးလည်းပါဝင်ပါတယ်အသက်30အရွယ်ရှိတဲ့ဒီကွင်းလေဖန်တီချင်းဟာဒီအစီအမလေး16ကိုအတွင်းယူထားပြီး18ချိန်ကိုဖန်နီးပေးနိုင်ခဲ့တာကြောင့်ယူနိုက်တက်ရဲ့ထူးချွန်ဆုံးကစားသမားတွေကတအုပ်ဖြစ်ပါတယ်ရူဘင်အမောင်ရဲ့လက်အောက်မှာအသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေချိန်မှာယူနိုက်တက်အသင်းဟာဒီနေရာဒီမှာရောင်းထုတ်ဖို့စဉ်းစားမှမဟုတ်တဲ့ကစားသမားအနေငယ်တွေကတအုပ်လည်းဖြစ်ပါတယ်ဒါပေမဲ့ယူနိုက်တက်အသင်းရဲ့တည်င်းရင်းမြစ်တွေရဲ့ဆိုရာ အဲဒီလေအသင်းစီကနေတရားဝင်ကမ်းလှမ်းမှုမျိုးမရှိသေးသလိုကမ်းလှမ်းမှုတွေရောက်ရှိလာခဲ့ရင်တော့ဖန်တန်တဲ့ကိုရောင်းချဖို့ဆန္ဒမရှိဘူးလို့လည်းသိရပါတယ်ပြီးခဲ့တဲ့မလာတော့ကလည်းအမော်ရီဟာသူ့ရဲ့အဓိကကစားသမားကိုရီယယ်မက်ဒရစ်တင်းကခေါ်ယူဖို့ကြိုးစားခဲ့တာကိုပယ်ချခဲ့ပြီးသူပဲမှမတော်ပါဘူးကျွန်တော်သူ့ကိုအဲ့ဒီလိုပြောပြီးသားပါလို့ပြက်ပြက်သားသားပြောကြခဲ့ပါတယ်အမော်ရီကကျွန်တော်ဘရူနိုကိုဒီမှာပဲရှိစေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပရီးမီးယားလိဂ်ကိုနောက်ထပ်တစ်ကြိမ်ပြန်ယူချင်ပါတယ်ဒါကြောင့်အကောင်းဆုံးကစားသမားတွေကျွန်တော်တို့နဲ့ဆက်ရှိနေဖို့လိုပါတယ်လို့အမော်ရီကပြောကြခဲ့ပါတယ်ဆိုဒီဘရိုလီရဲ့အင်အားကြီးလေးတင်းတွေကတင်းဖြစ်တဲ့အဲ့ဒီလေဟာဆာလာကိုခေါ်ယူဖို့လွဲချော်ခဲ့ပြီးနောက် နာမည်ကြီးကစားသမားတူဦးကိုခေါ်ယူဖို့ဈေးကွက်ထဲမှာလှူရှားနေပါတယ်။သူတို့ကဒီနေ့ပိုင်းမှာကလပ်ကဘာဖလာမတိုင်ခင်နာမည်ကြီးကစားသမားတူဦးကိုခေါ်ယူဖို့ရည်ရွယ်ထားပေမဲ့လက်ရှိမှာတော့ဒီနေ့ရုံတွေကထွက်သွားခဲ့တဲ့နီးပြဂျော်ဂျီဂျေဆူးနေရာမှာနီးပြတဲ့တူဦးကိုခန့်ရဖို့အာရုံစိုက်နေပါတယ်။ဘရူနိုဖာနန်ဒက်လိုအရေးချင်းရှိတဲ့ကစားသမားတူဦးကိုဆုံးရှုံးရမှာကိုမန်ချက်စတာယူနိုက်တက်ပရိသတ်တွေဘလောက်ထိစိုးရိမ်နေကြမလဲဆိုတာကတော့စောက်ကြည့်ရမယ့်အချက်ပဲဖြစ်ပါတယ်။အသင်းကောင်းဆောင်ကိုဆုံးရှုံးလိုက်ရရင်အသင်းရဲ့အနာဂတ်ပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့မေးခွန်းထုတ်ချပါပဲ။ करते हैं अमर पंचायत